အကျမရမိတ်ဆွေအိမ်ကိုဖိုးရွှေစစ်ပေးတဲ့အခါမှာအဲဘာတွေတွေ့ရသေးဆိုတော့သူ့ရဲ့ဝင်တကောင်ကနော်အဝင်တကောင်ကဆိုတော့အိတ်ချံဝင်းမှာသူကဘာလုပ်ထားလဲဆိုရှင်ရင်ကားမင်ပေါ်တစ်ဖောက်ရယ်နောက်ဘလို့ရှင်အိမ်မြင့်တက်တဲ့မှာတပောက်ရယ်တန်တမာရင်ရောက်ထားအဲ့အဲ့လိုမျိုးတကယ်ပြိုင်နှစ်ခုကောနော်ဘေးရနှစ်ခုတတ်တဆိရှိနေတဲ့အိမ်ကဘာဖြစ်တတ်လဲဆိုရှင်ငွေကြေး ဝင်းနေအခါမှာဝေကြီးဝင်စီတဲ့ချီအလာဂျီကိုအားနေစီပြောမယ်ဆိုလို့ရှိရင်တကားတပောက်ဘယ်လိုစီစဉ်စီတဲ့အတွက်ကြောင့်မို့လို့သူဝင်းလိုက်ချီအန်နဂျီအားနေတဲ့အတွက်ကြောင့်ဝေကွေနေသွားစီရဲ့အိမ်ဖြစ်ပါခဲ့ဆိုတော့သူ့ရဲ့အိမ်ကပြီးခဲ့တဲ့ဒီအိမ်မဆောက်ခင်မှာဒီအိမ်ဆောက်ဖို့အတွက်လည်းဒီစီးပွားရေးရနေပဲလာတဲ့ငွေကြီးနဲ့ဒီအိမ်ကိုဆောက်ခဲ့တာဒီအိမ်ကိုဆောက်ပြီးသွားပြီးသူဒီအိမ်ကိုရွှေ့လာကမှာ ူအခုစီးပွားကြည့်ခဲ့တဲ့စီးပွားရရတဲ့အဆင်မကြီးကြီးပြီးလို့ရှိရင်အာသူ့ရဲ့အိမ်နောက်ရေးမှလည်းမင်းနဲ့အငင်းကိုရှိရတယ်ပြီးကြီးခဲ့ကြီးလေခဲ့လေမိတ်တဆွေတည်တည်လည်းမရှိလာဘူးကြီးခဲ့တဲ့မိတ်ဟောင်းဆွေဟောင်းကြီးလည်းပနေပခါလေးဖြစ်သွားကြတယ်အဲ့တော့ပြီးခဲ့တဲ့အိမ်တည်လေးမှာကွာစူးစားနေကွာဒီလုပ်ငန်းနဲ့လုပ်တဲ့ဒီချွဲချင်းနဲ့နဲ့ပဲဒီလူလေးနဲ့ပဲလဲပိုက်ခဲ့လေလို့ကဒီအိမ်ကိုရွှေ့လာတဲ့အခါမှာစီးကွားကတပြေးပြေးနဲ့မပြေးလေဘူး ဥမျောနေတလားဥပိမလားငွေကြီးတာအရင်ကဆိုလို့ရှိရင်အတရက်ကို50တင်း50ဝင်နေတဲ့စီးပွားရေးလုပ်ငန်းကအဲ့ရတွေကို56တင်းဝေဖို့မနေရှုံးနေရတဲ့အနေအထားကြီးသူရောက်နေခဲ့တာပေါ့မအဲ့အင်ကိုဆစ်လိုက်တဲ့အခါမှာတခြားအဖြစ်တွေတဲ့အများကြီးရှိသေးတယ်ဒါပေမဲ့ဒီကုန်းရွှေအရာဒီဗီဒီယိုထဲမှာကျွန်မအိမ်အဝင်တကားမရဲ့အကြောင်းမထူးဖြိုးပြနေတာဖြစ်ပါတယ်။ဆိုတော့သူ့ရဲ့အိမ်မှာဖားရှိရဲဆိုတော့ အေးအဝင်တကားမအေးဝင်ဆိုတာအိမ်ရဲ့ဝင်တာမဟုတ်မင်းဒီခြံဝင်တကားမကိုခြံမကားဝေဖို့တပောက်ရေပြီးလို့ရှိရင်ကိုအိမ်ဝင်လာဖို့တပောက်ရေတကားပေါက်ပေါ့နော်ဒီ main door တကားပေါက်ကြီးခြံဝင်တကားပေါက်ကြီးကနှစ်ခုခါထားပေါ့အဲ့တော့စကားပေါက်နှစ်ခုထားထားတယ်ဝေပေါက်နှစ်ခုထားထားတယ်ဆိုလို့ရှိရင်ကျမတို့ကဘယ်လိုလဲဆိုရှင် energy ခွဲဝေစီစဉ်ဖို့ဖြစ်စေဆိုတော့ energy ကခွဲဝေစီစဉ်ရပြီဆိုလို့ရှိရင်အားနေသွားအဝေး ်ဝေလာမဲ့ငွေကြီး energy ကအားနေသွားပြီဆိုတာမျိုးတခါရဲတက်ရောက်ပြီးတာဖြစ်ပါတယ်အဲ့အင်းတဲ့အေးရဲ့စီးပွားရေးစမ်းမရေးဒုမှုရေးအဲ့အရာအားတပါဒီချီနဲ့ပဲမလွတ်လွတ်တာချီ energy ကောင်းလေလေဒီအင်းရဲ့စီးပွားရေးအပေါ်ပြတ်တက်လေလေပေါ့ပြောချင်တာကချီ energy ကိုကိုကဘယ်ကဲလုံနိုင်နေချီ energy စီးဆက်မှုကိုပြုပါတေချာစီမံနိုင်နေဆိုလို့ရှိဘလို့စီးပွားရေးပဲလုံလုံကိုကအများကြီးအားစိတ်ဆံမလို့ပဲညက အဲစီးပွားပုံလုံးရှင်းလာရင်တွားတို့ဒီဖုန်းရွှေရဆိုလို့ရှိရဲ element ၅ခုနဲ့ဒီတဟစာတာဖြစ်အောင်ဒီစရာဖြစ်ပါတယ် element ၅ခုနဲ့တဟစာတာမဖြစ်ဒုက္ခစုကယုံရင်းပြစီတည်ရလို့ရှိရင်အိမ်မှာစီးဝိုင်းရကစ်ချစ်ဥယေအညာကစ်ချစ်ရှူတာနှစ်ခုမှာလာပြီးတော့အထီးတိုင်းနေတာခုတွေရှိလာရဲဆိုတော့ကိုကျမတို့ဒီဖုန်းရွှေမှာအယူဆရှိပါတယ်ဒါကြောင့်မို့လို့ကို့အိမ်မှာအဝေးတကားမှနှစ်ပေါက် ဆံလေးတကားငှက်ပေါက်လှုပ်ထားနေဆိုရှိအဲ့ဒီလူခင်းနေနဲ့တက်တက်နိုင်ရရှိအမြန်ဆုံးပြင်တဲ့မှာတကယ်လို့မဟိုကခြံဝင်းတကားကိုမပြင်နိုင်သေးဘူးပြေဖို့လည်းအဆင်မပြေသေးဘူးဆိုရှိရဲ့ရှိနေတဲ့ခြံဝင်းတကားတက်ခုလေးကတခုကိုတော့အတေးပိတ်ထားဖို့ကျွန်မအကြံပေးချင်ပါတယ်ဆိုတော့ကျွန်မကအထားတော့ဟိုးရှိကျွန်မစစ်ထားတဲ့အတွေ့အကြုံကြည့်ပြီးတော့ share လုပ်ပေးတာပေါ့နော်